မင်္ဂလာပါဆရာကတော့ Treasureland Education က Admin Olive ပါဒီနေ့မှာတော့ Element Compound နဲ့ Mixture အကြောင်းကိုပုံမြင်လေးတစ်ပုဒ်ပြောပြီးတော့ရှင်းပြပေးမယ်နော်ဟိုးရှိရှိတုန်းကစစ်ကြောဝရာကြီးထဲမှာ Metalless Element လို့ခေါ်တဲ့တတုတိုင်းပြည်ရဲ့ Non Metalless Element လို့ခေါ်တဲ့တတုမဟုတ်သူများတိုင်းပြည်ရဲ့ဆိုပြီးတော့တိုင်းပြည်ကြီးနှစ်ခုရှိတဲ့တတုတိုင်းပြည်ကြီးကလူတွေကတော့မြေအောက်မှာနေကြတယ်ပြီးတော့မာကြောကြတယ် ပြီးရင်တော့တင်းကျပ်တဲ့စီမင်းစည်းကမ်းတွေနဲ့နေထိုင်ကြတာတဲ့တတ်သူမဟုတ်တဲ့လူတွေရဲ့တိုင်းပြည်ကတော့မိုးမြင့်မှာနေနေကြတယ်ပြီးတော့ပုပ်ပုပ်အဝါပဲနေကြပြီးတော့လွတ်လပ်မှုကိုပဲချက်မြတ်နိုးကြတဲ့အဲ့ဒီတိုင်းပြည်တွေမှာဘယ်တော့မှမရောဆက်ရဆိုတဲ့ဒလိထုံးစံတစ်ခုရှိတဲ့တဲ့အဲ့ဒီဒလိထုံးစံကြောင့်မလို့တတ်သူတိုင်းပြည်ကလူတွေနဲ့တတ်သူမဟုတ်တော့သူများတိုင်းပြည်ကလူတွေဟာဆိုရင်ဘယ်တော့မှထိတွေ့ဆက်ဆံမှုမရှိကြဘူးလေကွယ်။တာယာတဲ့နေ့လေးတစ်နေ့မှာတော့တတ်သူတိုင်းပြည်က တမ္မဏိမင်းသားလေးဖေရွန်ကတတူမဟုတ်တော့သူများတိုင်းပြည်ကမင်းသမီးလေးအောက်စီနာနဲ့တွေ့ပြီးတော့စကားများကြတဲ့တဲ့တမ္မဏိမင်းသားဖေရွန်ကပြောတဲ့တဲ့နင်ကတခုခုဆိုလို့ရှိရင်လွလွလပ်နေချင်တယ်လွလွလပ်ကစားလွန်းနေလို့ဆွဆွဲတဲ့တဲ့အောက်ဆီဂျင်မင်းသမီးလေးအောက်စီနာကလည်းနင်ကတခုခုဆိုရင်တင်းကျပ်တဲ့စီမင်းစိကန်နဲ့နေထိုင်တာပဲဒီလိုမျိုး အချင်းချင်းဆွဆွပြောဆိုကြရင်းနဲ့သူတို့ရဲ့ဇကားတွေကရေစရာကောင်းမှန်းသူတို့သိကြတဲ့ရေမောကြရင်းနဲ့သူတို့အချင်းချင်းအပြန်အလှန်တန်ရောစံတွဲမိသွားကြတဲ့သူတို့ဟာမိဘဘိုးဘွားအစဉ်ဆက်ချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုချိုးဖောက်ပြီးပေါင်းစည်းဖို့ဆုံးဖြတ်လိုက်ကြတဲ့သူတို့ဖောင်းစည်းလိုက်တဲ့အချိန်မှာမိုးကြိုးတွေလက်လာတယ်ဖေရွန်ကအောက်စီနာရဲ့လက်ကိုဆွဲပြီးတော့ငါတို့ပေါင်းရင်တန်အောက်ဆိုင်ဖြစ်မယ်ကဘာအသက်ကိုစတင်နိုင်မယ်လို့ပြောလိုက်တယ် အဲ့ဒါနဲ့အလင်းတိုင်းကြီးတစ်ခုလင်းလက်လာပြီးတော့ compound realm လို့ခေါ်တဲ့နယ်ပယ်တကြီးတစ်ခုကိုဖွင့်လှစ်ပေးခဲ့တဲ့ဒီ compound နယ်ပယ်ကြီးဟာဆိုရင်လက်ရှိငါတို့နေထိုင်နေတဲ့ကမ္ဘာကြီးပေါ့ခေါင်းဆောင်နေဟာဆိုလို့ရှိရင်ဒေါ်ရထွက်ကြတယ်တတုဘရင်ဟာဆိုလို့ရှိရင်လည်းဒီနယ်ပယ်ဟာငါတို့ရဲ့တန့်ရှင်းမှုကိုဖျက်ဆီးမယ်တတူမဟုတ်တဲ့နယ်ပယ်ကလူတွေကလည်းအောက်စီနာကတက်စာဖောက်ပဲဆိုပြီးတော့ဆွတ်ဆွဲကြတဲ့။အဲ့ဒီအချိန်မှာပဲ တတ်တူနဲ့တတ်တူမဟုတ်တော့သူများခြားတဲ့ကဖုံးကွယ်ထားတဲ့ဇက်လန်းတွေဟာပေါ်ပေါက်လာတယ်။ဟိုက်ဒရိုဂျင်ကဓာတ်ဆီးတာဟာတက်စာဖောက်တာမဟုတ်ဘူးအတက်တခုဖန်တီးတာပါလို့ပြောလိုက်တယ်။အဲ့ဒီချိန်မှာပဲဆိုဒီယမ်နဲ့ကလိုရင်းဟာဆိုရင်လက်တွဲလိုက်ကြပြီးဆိုဒီယမ်ကလိုရင်းလို့ခေါ်တဲ့အိမ်သုံးစားဖြစ်သွားတယ်။ဟိုက်ဒရိုဂျင်ဟာလည်းအောက်ဆီဂျင်နဲ့ပေါင်းပြီးရေဖြစ်ဖြစ်လာတယ်။ဒီနယ်ပယ်အတက်ဟာဆိုလို့ရှိရင်ဘယ်တော့မှပိတ်မသွားတော့ဘူး။အခုချိန်မှာဆိုရင် ပေါင်းစည်းမှုတကားလို့အမည်ရပြီးလူတိုင်းကိုစီလုံးစေတယ်။ဒီနယ်ပယ်ကိုငါတို့ကွန်ပေါင်းလို့ခေါ်တယ်။ကွဲပြားတဲ့လူတွေပေါင်းဆက်ရင်ကဘာအတက်ကိုဖန်တီးလိုက်တယ်။ဓာတ်စီးချင်းဟာတကယ်တော့စွမ်းအားကိုဖော်ထုတ်ပေးတာဖြစ်ပါတယ်။အခုပြောပြသွားတဲ့ပုံမြင်လေးဟာဆိုလို့ရှိရင် Great Dan Chemistry ရဲ့ Elements Compound နဲ့ Mixture လို့ခေါ်တဲ့သင်ခန်းစာလေးကိုအခြေခံပြီးတော့လုပ်ထားတာပဲဖြစ်ပါတယ်။ဒါဆိုရင် element ဆိုတာဘာလဲ compound ဆိုတာဘာလဲ mixture ဆိုတာဘာလဲ element ဆိုတာအတန်တမျိုးထမ်းနဲ့ဖွဲ့စည်းထားတဲ့တန့်စင်တဲ့အရာဖြစ်တယ်။ပြီးတော့တေဘဲမှာသူ့ကိုတွေ့ရနိုင်တယ်။ element တွေကို matter နဲ့ non-matter ဆိုပြီးတော့အမျိုးအစားနှစ်မျိုးခွဲနိုင်တယ်။ matter တွေဟာဆိုလို့ရှိရင်အပူနဲ့လျှက်စက်ကိုကောင်းကောင်းလျက်ကူးနိုင်တယ်။အပြခတ်လို့ရတယ်၊နန်းကျိုးဆွဲလို့ရတယ်၊ပြောင်လဲတဲ့မျက်နှာပြင်ရှိတယ်။အခန်းအပူချိန်မှာဆိုရင်ပြဓာကလွဲလို့ကျန်တာတွေအကုန်လုံးကအဆိုင်ခဲဖြစ်တယ်။နမ်းမတယ်ဆိုတာကတော့တတ်သူမဟုတ်တဲ့ dress စင်တွေဖြစ်တယ်။ သူတို့ကအပူနဲ့လျက်ဆက်မကူးနိုင်ဘူးတချို့ကတော့အားနည်းစွာလျက်ဆက်စူးကူးနိုင်တယ်ပြီးတော့ကျိုးပဲ့လွယ်တယ်အခန်းအပူချိန်မှာဆိုရင်အဆိုင်ခဲအရည်ဒါမှမဟုတ်လို့ရှိရင်အငွေဖြစ်ကြိုက်တယ်လို့တည်ရှိနိုင်တယ်ဒါပေမဲ့တတ်တူလည်းမဟုတ်ဘူးတတ်တူမဟုတ်တဲ့ဟာလည်းမဟုတ်ဘူးဆိုတော့အချုံးကြီးတတ်တူတွေလည်းရှိသေးတယ်သူ့ကိုမက်တယ်လိုက်တော့မဟုတ်စီမီမက်တယ်တွေလို့ခေါ်တယ်မက်တယ်တွေပေါင်းဆက်သွားရင်တော့ကွန်ပေါင်းလို့ခေါ်တဲ့ဒရပ်ပေါင်းဖြစ်သွားတယ် တပောင်းမျိုးစား၃မျိုးရှိတယ်။ covalent compound, ionic compound နဲ့ metallic compound လို့ခေါ်တယ်။ ionic compound ဆိုတာကတော့တတုနဲ့တတုမဟုတ်တဲ့ dressing တွေ electron transfer နဲ့ဖွဲ့စည်းထားတာဖြစ်တယ်။ cation ion နဲ့ anion လို့ခေါ်တဲ့အဖိုဓာတ်နဲ့အမဓာတ် ion တွေပါဝင်တယ်။ sodium chloride ဒါမှမဟုတ်လို့ရှိရင်လည်း calcium carbonate ဟာဆိုလို့ရှိရင် ionic compound တွေဖြစ်တယ်။ molecule တွေနဲ့ဖွဲ့စည်းထားရင် covalent compound လို့ခေါ်တယ်။ အဲ့ဒီ compound ထဲမှာဆိုရင် atom တွေက electron ဝေးမြခြင်းနဲ့ဖွဲ့စည်းတယ်။ဥပမာ H2O carbon dioxide နဲ့ methane ဟာဆိုလို့ရှိရင် covalent compound တွေဖြစ်တယ်။ metallic compound တွေကတော့ metal အချင်းချင်းပေါက်ဆက်ထားတာဖြစ်တယ်။သူတို့ကို alloy လို့လည်းခေါ်တယ်။တချို့သောပေါင်းစပ်မှုတွေကရုပ်ပိုင်းဆိုင်ရာပဲရောနှောထားတာဖြစ်ပြီးတော့သူတို့ရဲ့မူလကုန်သတ္တိမပျက်စီးဘဲနဲ့ပြန်လည်ခွဲထုတ်လို့ရတယ်။အဲ့လိုမျိုးရောစပ်မှုတွေကိုငါတို့က mixture လို့ခေါ်တယ်။ ် mixture အမျိုးအစားနှစ်မျိုးရှိတယ် homogeneous mixture နဲ့ heterogeneous mixture ဆိုပြီးတော့ဖြစ်တယ် homogeneous mixture ဆိုတာကအမျိုးတူရောစပ်မှုဖြစ်တယ်ဒပိုင်းတစ်စီးတည်းညီညာစွာရောနှောတယ်ပဝင်တဲ့ပစ္စည်းတွေကိုမြင်နိုင်ချက်မရှိဘူးဥပမာစားရည်တို့ရှာလကာရည်တို့လေတို့ဆိုတာက homogeneous mixture တွေဖြစ်တယ်နောက်တစ်မျိုးကတော့အမျိုးမတူရောစပ်မှုလို့ခေါ်တဲ့ heterogeneous mixture ဖြစ်တယ် တို့ကောမညီမညာပဲနဲ့အစိပ်ပိုင်းများစွာမြင်နိုင်တယ်။ဥပမာဟင်းသီးဟင်းရွက်တုတ်တို့တဲနဲ့ရေနဲ့ရောထားတာတို့စီနဲ့ရေနဲ့အရောတို့ဟာဆိုရင် heterogeneous mixture တွေဖြစ်တယ်။ဒီလောက်ဆိုရင်တော့ element compound နဲ့ mixture အကြောင်းကိုနားလည်ပြီးလို့ထင်ပါတယ်နော်။နောက်ထပ်သင်ခန်းစာတွေမှာပုံမြင်လေးနဲ့ပြန်ပြီးတော့တွေ့ကြရအောင်နော်။